ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့စိတ်ဆေးရစကင်တစ်ကောင်ရမယ်အပြင်ဘရိုအနေနဲ့ဒိုင်မွန်900ပါပေါ်အောင်မဲ့ခုံစင်းကြီးလေးကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားနေဆိုရင်တော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်တော့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် ဘရိုအနေနဲ့ဂုံးစင်းမှာဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတခြားလေးကြည့်ဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ဆွဲထားတဲ့ဇာတ်လေးကိုပြပေးပါမယ်။ကဲဇာတ်လေးကတော့ဒီပုံစံတိုင်းလေးပဲဖြစ်ပါတယ်။ဒီ event ကဇူလိုင်လ18ရက်နေ့မှာလာမှာဆိုပေမဲ့ဘရိုအနေနဲ့ဒိုင်မွန်ဂျိုဆူရမှာဖြစ်တဲ့အတွက်ဇူလိုင်လ4ရက်နေ့တွေက weekly ပဲနှစ်ပတ်ထည့်မယ်။အဲ weekly ပဲနှစ်ပတ်ကအခုတွေကထည့်လို့လည်းရသလိုအခုထည့်ဖို့ပတ်သက်မရှိတဲ့သူတွေရတယ်။အဲဒီရမှာကြိုပြီးတော့ဆူလို့လည်းရပါတယ်။အဲဒီ weekly ပဲနှစ်ပတ်ကလူတိုင်းထည့်စရာတော့မလိုဘူး။ ဒိုင်းမွန်ကြိုဆုရတာလုံးဝမရှိတဲ့သူတွေပဲထည့်ရမှာပဲဖြစ်ပါတယ်ဥပမာဘရိုမှာဒိုင်းမွန်440အနည်းဆုံးကြိုဆုရတယ်ဆိုရင်တော့အော်ဒီပြပတ်နှစ်ပတ်ကိုမထည့်လည်ရပါတယ်အဲ့တော့ဇူလိုင်လ9ရက်နေ့ရည်ရော18ရက်နေ့ထိကိုတော့ကြော်လိုက်မယ်ဘာမှမလုပ်ဘူးဝီကလီပတ်ရဲ့ဒိုင်းမွန်လေးတွေပဲထိုင်နေတိုင်းမယ်အဲ့ဒါဆိုရင်ဇူလိုင်လ18ရက်နေ့မှာဘရိုအနေနဲ့ဒိုင်းမွန်440ရရှိသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဇူလိုင်လ18ရက်နေ့မှာ event စပြီးဖြစ်တဲ့အတွက်အဲဒိုင်းမွန်90နဲ့1 draw လှည့်မယ် အဲ့ဒါလှည့်ပြီးွားပြီဆိုရင်တို့တို့မှာဒိုင်မွန်က390ကျမ်းပဲအဲ့ဒါပြီးွားရင်ဇူလိုင်16မှာလည်းဒိုင်မွန်90နဲ့1ဒေါ်လှည့်မယ်အဲ့ဒါလှည့်ပြီးပြီဆိုရင်တော့တို့မှာဒိုင်မွန်340ကျမ်းပဲဇူလိုင်20မှာလည်း1ဒေါ်လှည့်ပြီးရင်290ကျမ်းပဲဇူလိုင်21မှာလည်း1ဒေါ်အဲ့ဒါလှည့်ပြီးွားရင်ဒိုင်မွန်240ကျမ်းပဲဇူလိုင်22မှာလည်းအဲ့လိုပဲ23 24နဲ့အဲ့လိုပဲ1ဒေါ်ချင်းစီလှည့်သွားမယ်အကောင်လုံးလှည့်ပြီးသွားပြီဆိုရင်တော့ draw တုတ်တဲ့ draw က ခုနှစ်ကြိမ်ဖြစ်သွားမယ်ဘရိုမှာကျန်တဲ့ time က60ကျန်မှာပဲဖြစ်ပါတယ်အဲ့တော့ဇူလိုင်25ရောက်ပြီဆိုတာနဲ့အဲ free token phase 1လာပြီဖြစ်တဲ့အတွက်ဘရိုအနေနဲ့3 weekly bet ထည့်ရမယ်အဲ့ဒါထည့်ပြီးွားရင်1 draw လှည့်မယ်အဲအဲ့ဒီ1 draw လှည့်ပြီးွားရင် free token တွေမယူနဲ့အောင်အဲ26ရက်နေ့မှာလည်းအဲ့လိုပဲ1 draw လှည့်မယ်28ရက်နေ့မှာလည်း1 draw လှည့်မယ်အဲ့ဒါလှည့်လိုက်ပြီဆိုရင်တော့ဘရိုအနေနဲ့ total draw က10ကြိမ်ထိရသွားမယ်အဲကျန်တဲ့ diamond က260ကျန်မယ် ပြီးရင်ဇူလိုင်လ28ရက်နေ့ရောက်ပြီဆိုရင် Diamond 90နဲ့တစ်ကြိမ် Diamond 100နဲ့တစ်ကြိမ်နှစ်ကြိမ်လဲလိုက်မယ်အဲ့ဒါပြီးွားရင်တော့ free token တွေအကုန်လုံးယူလို့ရပါပြီအဲ့ဒါပြီးွားရင် Bronze နဲ့ Total Draw က28ကြိမ်လေးရသွားမယ် Bronze မှာကျန်တဲ့ Diamond က130ကျန်မှာပဲဖြစ်ပါလေအဲ့တော့ဇူလိုင်လ29ရက်နေ့ကပြီးတော့ဇူလိုင်လ31ရက်နေ့ကတော့ဘာမှမလုပ်ဘဲနဲ့ Weekly Bet Diamond လေးတွေပဲထိုင်ယူပြီးတော့ကြော်လိုက်မယ်။အဲ့ပြီးွားရင် August 1ရက်နေ့ရောက်ပြီဆိုတော့ ਨੇ Bro နေနဲ့ Free Token Fish 2လာမှဖြစ်တဲ့အတွက် weekly bet 3ဘတ်ထည့်ရမယ်ပြီးွားရင်1ဒေါ်လဲမယ်ဒီမှာလဲပေါ်ရလို့ပဲ3 token တွေကိုမယူနဲ့အောင်အဲပြီးွားရင် all လား2ရက်နေမှာလဲ1 draw all လား3ရက်နေမှာလဲ1ဒေါ်လဲမယ်အဲပြီးွားရင်တော့ royal total draw က30ဖြစ်သွားမယ်ကျန်တဲ့ diamond က340ကျန်မှာပဲဖြစ်ပါတယ်အဲ့တော့အောက်ကလ၄ရက်နေရောက်ပြီဆိုရင်တော့အပေါ်ကတိုင်းမယ်ဒိုင်းမွန်50နဲ့တစ်ချိန်ဒိုင်းမွန်100နဲ့တစ်ချိန်နှစ်ချိန်လှည့်လိုက်မယ်ပြီးရင်တော့ free token တွေအကုန်လုံးယူလိုက်မယ် အဲ့ဒါဆိုရင်တော့ bro အနေနဲ့ total draw က48ကြိမ်ထိနှဲ့ပြီးသွားမှာပဲဖြစ်ပါတယ် bro မှာကျန်တဲ့ diamond ကတော့210ကျန်မှာပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်ဩဂုတ်လ9ရက်နေ့မှာ1 draw diamond 50နဲ့လှည့်မယ်အဲ့ဒါလှည့်ပြီးသွားရင် bro ရဲ့ total draw က48ကြိမ်ကျန်တဲ့ diamond က180ပြီးသွားရင်ဩဂုတ်လ6ရက်နေ့မှာလည်း1 draw လှည့်မယ် total draw က49ကြိမ်ဖြစ်မယ်ကျန်တဲ့ diamond က diamond 150ကျန်မှာပဲဖြစ်ပါတယ် အဲ့တော့ bro အနေနဲ့ diamond tommy လေးရမှာ49ချိန်လောက်လဲ့တယ်ဆိုရင်အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ daily test တွေလုပ်ပြီးတော့လဲ free token 70ကလောက်ရအောင်မယ်အဲ့တော့ bro အနေနဲ့ချိန်60ပြည့်သွားလိုက်မယ်ချိန်60ဆိုရင်တော့စိတ်စရာစကင်အကောင်ရဖို့တွေးကြနေပါတယ်အဲ့တော့ bro အနေနဲ့ထည့်လိုက်ရတဲ့ diamond ပမာဏရဲ့ကုန်ချစရိတ်ရဲ့ bro တက်ထဲမှာကျန်တဲ့ diamond ပမာဏရဲ့ကိုတွက်ပြပေးမယ်ပထမဆုံးအနေနဲ့ bro အနေနဲ့ weekly badge ၈ခုထည့်လိုက်တယ်အဲ့တော့မြန်မာငွေနဲ့ဆိုရင်9000လောက်တော့ကျတယ်ပြီးရင် အဲ့ weekly batch ကိုရပြီးတော့ diamond 1860ရတယ် bro total တောင်းလိုက်တဲ့ diamond က1050ပဲရှိတယ်အဲ့တော့ weekly batch တွေအကောင်းဆုံးယူပြီးသွားပြီဆိုရင်တော့ bro အနေနဲ့ diamond က910အကျန်ရှိမှာပဲဖြစ်ပါတယ်အဲ့တော့9000လောက်နဲ့စိတ်เสียစကင်တစ်ကောင်လည်းရ diamond 900လောက်လည်းကျန်တဲ့အကွက်ဆိုတော့စိုးတော့မစိုးဘူးဒီနီလန်လေးကတော့မစိုးလို့ပြောလို့ရတယ်အဲ့တော့ bro အနေနဲ့ diamond တွေဘာတွေဝယ်ခြင်းလဲဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel လေးမှာလာရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောခြင်းတယ် အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာရှင်းပြခဲ့တဲ့ဒီဇာတ်လေးကိုဘရိုနေနဲ့နားလည်နိုင်မယ်လို့တော့ထင်ပါတယ်နားမလည်တာမရှင်းတာရှိတယ်ဆိုရင်လည်း comment တွေမှာမေးလို့အဲ့လို့ရပါတယ်ကျွန်တော်ရဲ့ Telegram အနေနဲ့ပြီးတော့လည်းဒီဇာတ်လေးကိုလာပြီးတော့တောင်းယူလို့ရပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆုံးဒီကြည့်ပေးတဲ့ကြောင့်ရှင်းကြအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ဆုံးတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်